မင်္ဂလာပါဗုဒ္ဓနဝချန်နယ်မှာကြိုဆိုပါရခင်ဗျာဗုဒ္ဓဘာသာဟာတိပ္ပံနိကြဖြစ်ပါသလားဒီအပြေကိုမပြေမီတိပ္ပံဆိုတဲ့ဇကလုံးရဲ့အတိပ္ပယ်ကိုရှားကြည့်တာအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်အဘိဓမ္မာကတော့ဒီလိုပွင့်ကြားပါတယ်တိပ္ပံဆိုတာတကယ်ဖြစ်နေတဲ့သဘာဝတစ်ခုကိုလက်တွေ့မျက်မြင်ကြည့်ရှုခြင်းနဲ့စမ်းသပ်ခြင်းတို့အပေါ်မှာအခြေခံပြီးတော့စနစ်တစ်ခုကိုဖော်ထုတ်တဲ့ပညာတည်တည်ကြကြ လေးလာစမ်းသပ်သိရှိထားတဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးတဘာဝကြတဲ့နီလန်ဥပဒေသားများသတ်မှတ်ဖော်ပြထားတဲ့ပညာပါပဲ။အဲ့ဒီပညာရဲ့အစစ်အပိုင်းတစ်ခုခုလည်းသိပ္ပံပါပဲ။ဘုရားဘာသာမှာဒီပွင့်ဆိုချက်နဲ့မကိုက်ညီတဲ့အချက်အလက်များရှိကောင်းရှိနိုင်ပါတယ်။သို့တော်လည်းဘုရားဘာသာရဲ့လူရင်းတရားဖြစ်တဲ့သစ္စာ၄ပါးကတော့တည်တည်ချာချာကိုက်ညီတာပဲဖြစ်ပါတယ်။ ပထမဆုံးအမှန်တရားကဒုက္ခသစ္စာပါဒီမှာဆင်းရဲခြင်းဆိုတာကိုယ်တိုင်တွေ့သည့်ခံစားရတဲ့အရာပါသူကအတိတ်ဘက်တတ်မှတ်လို့ရပါတယ်လက်တွေ့ခံစားသိမြင်လို့လည်းရပါတယ်ဒုတိယအမှန်တရားကတော့တမှုရိယသစ္စာပါလိုချင်တတ်မှတ်မှုတဏှာကို ဆိုလိုတာပဲဖြစ်ပါတယ်ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေတဲ့အကြောင်းဖြစ်တဲ့ဒီတဏှာဟာလေကိုယ်တိုင်တွေ့သည့်ခံစားရတဲ့အခါမှာ အတိပဲတတ်မှတ်လို့လဲရှားတယ်လို့လက်တွေ့ခံစားသိမြင်လို့လဲရှားပါတယ်ဒီဒုက္ခနဲ့ဒုက္ခရဲ့အကြောင်းတရားအမှန်ကိုဒသနာပညာဆိုင်ရာစကားလုံးတွေနဲ့ရှင်းပြဖို့မလိုပါဘူးကိုတွေ့ခံစားသိမြင်ရတဲ့အရာတွေပါ တတိယအမှန်တရားကတော့ညောရသစ္စာပဲဖြစ်ပါတယ်စင်ရင်ကုံဆုံးတဲ့သဘောစင်ရင်ငြိမ့်တဲ့သဘောပါဒီသဘောကို အနန္တတကူရှင်ဆိုသူတဦးကို အာကိုလို့မရပါဘူး ယုံကြည်ယုံများစူတောင်းယုံများနဲ့လည်းမရပါဘူး။စိဉ္ဇဒုက္ခရဲ့အကြောင်းတရားကိုပယ်တတ်နိုင်မှပဲရပါမယ်။စတုထအမှန်တရားကတော့စိဉ္ဇငြိမ့်စီတဲ့နီလန်ဖြစ်တဲ့မဂ္ဂသစ္စာပဲဖြစ်ပါတယ်။ဒီစိဉ္ဇငြိမ့်စီတဲ့နီလန်ကလည်းဒသနပညာသဘောတရားတွေနဲ့လုံးဝမသက်ဆိုင်ပါဘူး။တမတ်ပေးထားတဲ့နီလန်အတိုင်းလက်တွေ့ကျင့်မှသာရပါမယ်ဒီနီလန်ကလည်းအစမ်းသက်ခံနီလန်ပါ ိပ္ပံပညာမှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲအနန္တတကူရှင်အယူအဆကိုလက်ခံဖို့မလိုပါဘူးဗုဒ္ဓဘာသာကိုယ်တိုင်ကစัจ java လာကဘာလောကကြီးရဲ့အလုလုပုံကိုတဘာဝနိယာမတွေနဲ့ရှင်းပြထားပါတယ်ဒီအချက်အားလုံးကဗုဒ္ဓဘာသာရဲ့တိပ္ပံနိကြအနှစ်သာရကိုသိချစွာ ဖော်ဆောင်နေပါတယ်ဒီမှာလဲကျွန်တော်တို့ဗုဒ္ဓမြတ်စွာဟာအမြဲတစေဆုံးမခဲ့တဲ့ အစုံအမကကျွန်တို့ဟာဘယ်အရာကိုမဆိုအကန်းယုံအယမ်းယုံမယုံမိကြဘူးနဲ့မေးမြန်းစုံစမ်းစစ်ဆေးစမ်းသပ်ပြီးမှ ကိုယ်တိုင်တွေးတီခန်းစားရတဲ့အရာပေါ်မှာအခြေခံပြီးယုံသိမှယုံဖို့ပါပဲဒီအစုံအမမှာတိကျတဲ့တိတ်ပန်နီးကြတဲ့အမြင်တွေ ပါဝင်နေပါတယ်ရှင်တော်ဖေဟာဆုံးမပုံကဗျာဒိစကားဆိုယုံနဲ့မယုံကြပါနဲ့ အစဉ်အဆက်ယုံကြည်လက်ခံလာတာဖြစ်လို့လဲမယုံကြည်ကြပါနဲ့။တရင်ကြာယုံနဲ့လည်းမယုံကြည်ပါနဲ့။မြင့်မြတ်တဲ့ကျန်းစာများမှာပါယုံနဲ့လည်းမယုံကြည်ပါနဲ့။တဆင့်စကားမြနှင့်လည်းမယုံကြည်ပါနဲ့။စင်စာတွေးခေါ်ရေးတက်ကဗေဒဓာတနိကဗေဒတွေနဲ့ကိုင်းညီယုံများနဲ့လည်းမယုံကြည်ပါနဲ့။ပြောတဲ့လူကယုံကြည်ထိုက်တဲ့ပုံကိုဖြစ်ယုံများနဲ့လည်းမယုံကြည်ပါနဲ့။ မိမိဆရာပြည့်ယုံများနဲ့လဲမယုံကြည်ပါနဲ့တင်ကိုယ်တိုင်းကောင်းတဲ့အရာပဲ အပြစ်ကင်းတဲ့အရာပဲပညာရှိတို့ချီးမွမ်းအပ်တဲ့အရာပဲလက်လက်တွေကျင့်ကြည့်တဲ့အခါမှာလဲမௌချချမ်းသာစေနိုင်တဲ့အရာပဲလို့ကိုတွေ့သိမြင်ရတဲ့အခါကျမှပဲအဲ့ဒါကိုယုံကြည်လက်ခံလိုက်နာကျင့်ကြံပါဒါကြောင့်ဗုဒ္ဓဘာသာဟာပြည့်ပြည့်ဝဝသိပ္ပံနီးကြတယ်လို့မဆိုနိုင်တော့လဲအတော်ခိုင်မာတဲ့သိပ္ပံနီးကြသဘောတဘာဝတွေတော့ပါဝင်နေပါတယ် ီးတော့တခြားဘာသာတရားတွေထက်လည်းပိုပြီးသိပ္ပံနီးကြတယ်လို့တော့ပြောနိုင်ပါတယ်။ဆေးရာစုနှစ်အတွင်းမှာအကြီးမြတ်ဆုံးသိပ္ပံပညာရှင်ဖြစ်တဲ့အယ်ဘတ်အိုင်းစတိုင်းကဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ဒီလိုပြောပူပါတယ်။နောက်တစ်ချိန်မှာစัจ java လာတစ်ခုလုံးကိုးကွယ်ကြတဲ့ဘာသာတရားတစ်ခုဖြစ်ပေါ်လာပါလိမ့်မယ်။အဲ့ဒီဘာသာတရားဟာသာဝရဖျားအယူအဆကိုလွှမ်းမိုးသွားလိမ့်မယ်။ တရေဒီဝါရကိုလည်းရှောင်လွဲနိုင်လိမ့်မယ်။တဘာဝတရားနဲ့ဘာသာတရားနှစ်ခုလုံးကိုလွှမ်းခြုံမိတဲ့ဒီဘာသာတရားဟာယုံနံတစ်ပါးကိုကိုယ်တွေ့ခံစားသိမြင်မှုနဲ့အတိတ်ပဲပြေဝါတဲ့ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံပါလိမ့်မယ်။ဒီချက်တွေကိုဗုဒ္ဓဘာသာကအဖြေတွေပေးပါလိမ့်မယ်။တကယ်လို့သာခေတ်သစ်သိပ္ပံနီးကြလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ဘာသာတရားတစ်ခုရှိတယ်ဆိုရင်အဲ့ဒီဘာသာတရားဟာဗုဒ္ဓဘာသာပဲဖြစ်ပါလိမ့်မယ်။ ဒီဗီဒီယိုလေးကိုကြိုင်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်